ကချင်ပြည်နယ်တွင်နေထိုင်ကြတဲ့ကချင်မျိုးနယ်ဝင်တိုင်းနာများအပါအဝင်အခြားဌာနေတိုင်းနာများကို KNOKIE လက်နက်ကိုင်ဖွဲ့စည်းကလူသစ်စုဆောင်ခြင်းများပြုလုပ်ပြီးမှထူဆန်းအဖွဲ့စရာမရှိဟု KNOKIE ရဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဘုံမကြီးနော်ဘူးကကချင်သတင်းမီဒီယာတခုမှအောက်တိုဘာလ9ရက်နေ့ကအတန်ဖိုင်နဲ့ပြောဆိုခဲ့တယ်လို့သိရပါတယ်။ကချင်ပြည်နယ်အတွင်းရှိကချင်မျိုးနယ်ဝင်တိုင်းနာများနဲ့အခြားဌာနေတိုင်းနာများကိုစီယုံရေးပြုလုပ်၍ခေါ်ဆောင်ခြင်းမျိုးများရှိတဲ့ကဲတော့စီယုံရေးများတဲ့လူငယ်များကိုမူဖမ်းဆီးခေါ်ဆောင်ခြင်းဖြင့်လူသစ်စု ုဆောင်ခြင်းများဖြစ်ပြီးစစ်အာဏာရှင်ချုပ်ငြိမ်းစေရန်ပြည်သူအားလုံး၌တာဝန်ရှိသည်ဖြစ်၍ယခုကဲ့သို့လူသစ်စုဆောင်ခြင်းသည်အထူးဆန်းမဟုတ်ကြောင်း KIOKIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကအဆိုပါအတန်ဖိုင်မှာပြောဆိုထားပါတယ်။ကျွန်တော်တို့ရဲ့မူဝါဒကစီယုံပြီးမှလူသစ်စုဆောင်တဲ့မူဝါဒဖြစ်ပါတယ်။ဒါပေမဲ့တချို့လူငယ်တွေကတော့စီယုံလို့မရဘူး။အဲ့ဒီချိန်မှာတော့ကျွန်တော်တို့လည်းဖမ်းတာစီးတာခေါ်သွားတာခေါ်ဆောင်သွားတာမျိုးတွေတုံးရပါတယ်။ ကျွန်တော်တို့ KIO KIA အနေနဲ့ဘ ᱹ ဒုကိုစုဆောင်းတာလဲဆိုရင်နံပါတ်၁ကတော့ကချင်တိုင်းရင်းသားမျိုးနွယ်စုတွေကိုအထူးကစုဆောင်းပါတယ်။ဒုတိယအနေနဲ့တော့ကချင်ပြည်နယ်မှာရှိတဲ့ဌာနေတိုင်းရင်းသားတွေအားလုံးကိုလည်းကျွန်တော်တို့စုဆောင်းပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့စစ်အာဏာရှင်ချုပ်ငြိမ်ရေးအတွက်တိုက်ပွဲဝင်နေတဲ့အခါမှာကျွန်တော်တို့နိုင်ငံသားတွေအားလုံးရဲ့တာဝန်ဖြစ်ပါတယ်။ကျွန်တော်တို့အားလုံးရဲ့တာဝန်ကိုတရှိနားလည်ပြီးမှကျွန်တော်တို့ရဲ့တပ်ဖွဲ့တွေမှာတော်လန်ရေးအဖွဲ့အစည်းတွေမှာဝင်ဖို့အားလုံးစီမှာတာဝန်ရှိပါတယ်။ အဲ့ဒီတာဝန်ကိုမယူဘဲမကြေပွန်ဘဲနဲ့စုဆောင်ခံရတယ်ဆိုတာကလည်းကျွန်တော်တို့ရဲ့လုံတင်လုံထိုက်တဲ့ပါဝင်တဲ့အရာတခုကိုမလုံဆောင်နိုင်တဲ့လူငယ်တစုရဲ့တာဝန်ပြက်ကွက်မှုတခုလည်းဖြစ်ပါတယ်လို့ကျွန်တော်ကပြောလိုပါတယ်ဒါကြောင့်ဖက်ကတ်မှာလူတစ်စုဆောင်နေဆိုတာကတော့ဘာမှအံ့ဖွယ်စရာမရှိဘူးလို့ကျွန်တော်ကပြောလိုပါတယ်။တခြားနေရာတွေမှာလည်းကျွန်တော်တို့စုဆောင်ပါတယ်။ဒါကြောင့်ဒီလူတစ်စုဆောင်တာကတော့အထူးဆန်းလည်းမဟုတ်ဘူး။အံ့ဩစရာလည်းမဟုတ်ဘူးလို့သူကပြောပါတယ်။ ကချင်ပြည်နယ်တွင်းနေထိုင်ကြတဲ့ကချင်မျိုးနယ်စုဝင်တိုင်းနာများအပါအဝင်အခြားဌာနတိုင်းနာများကို KOKIA လက်နက်ကိုင်ဖွဲ့မှလက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခင်းကျင်းကာလတွင်သာမက KOKIA စတင်ပေါ်ပေါက်လာတဲ့အချိန်မှစ၍အပြစ်မဲ့ပြည်သူများကိုအတင်းအဓမ္မလူတည်ဆူဆောင်ခြင်းစက်ကြီးအမျိုးမျိုးကောက်ခံခြင်းနဲ့လက်နက်ဖြင့်ချင်းကြောက်ကပြည်နယ်တွင်းကတရားစာတာများအလွန်ကျွံတူးဖို့ခြင်းများပြုလုပ်ကြတော့လေဒေသခံပြည်သူများရဲ့ပညာရေး၊ကျန်းမာရေး၊စီးပွားရေးစတဲ့ကဏ္ဍနဲ့အတူပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းဆောင်တာများကို လည်းပြုလုပ်ပေးခြင်းလုံးဝလုံးဝမရှိခဲ့ပဲ၎င်းတို့လူနည်းစုကောင်းစားဖို့နဲ့၎င်းတို့အာဏာရှင်စနစ်တည်ရက်ခံမြဲရေးကိုသာအလေးထားဆောင်ရွက်ခဲ့ကြောင်းနိုင်ငံရေးတုံးတက်လိလာတို့တူကောင် EPN တနည်းဌာနတို့ပြောပါရယ် KIO KIA စတင်ပေါ်ပေါက်လာတဲ့ကောင်ကချင်ပြည်နယ်လူမျိုးရေးဆိုတဲ့ခေါင်းစဉ်နဲ့လှုပ်ဆောင်ခဲ့တာယနေ့အချိန်ထိပါပဲ ပြည်သူတွေရဲ့အတွက်ရှေ့ကနေမမမမတ်ရက်တီဆောင်ရွက်ပေးခဲ့တာမျိုးဘာတစ်ခုမှမရှိခဲ့ပါဘူးပြည်သူတွေအပေါ်ကိုတောင်အတင်းအာမလူတစ်စုဆောင်နေစက်ကြီးမျိုးစုံကောက်တယ်ပြည်နယ်အတွင်းကကြောက်စိန်ရွှေမြေရှောင်းတတူကျွန့်တစားရတန်စာသားတွေတူဖော်တယ်ရရှိတဲ့တန်စာသားတွေနဲ့ထိတ်တန့်အကြီးအကဲတွေကပဲထိန်းချုပ်ကြီးပွားသွားကြတယ်လက်နက်ကင်ပြည်သူတွေကိုအကြောက်တရားနဲ့နှိမ့်ဆက်တာပဲရှိတယ်လမ်းတရားဆောက်ပေးဖို့မပြောနဲ့ KNOKIA ဖြက်စီလို့ပြတ်သွားတဲ့လမ်းတရားဘလောက်ရှိနေပြီလဲဆိုတာကိုအရင်မေးရမယ့်အခြေအနေပါ ပြည်သူတွေရဲ့ကျန်းမာရေး၊စီးပွားရေး၊ပညာရေးကဏ္ဍတွေနဲ့ပတ်သက်လို့လှုံ့ဆော်ပေးထားတာဘာတစ်ခုမှပြစရာမရှိပါဘူး။တကယ့်အာဏာရှင်စစ်စစ်က KIO KIA နဲ့နဲ့တိုင်ဖွဲ့စည်းပါပဲ။စစ်အာဏာရှင်ချုပ်ငြင်းရေးဆိုတဲ့ကဏ္ဍမှာ KIO KIA ရဲ့အဖွဲ့အစည်းကိုလည်းတံပြန်တွန်းလှန်ဖို့လိုနေပါသေးတယ်လို့သူကသုံးသပ်ပြောပါရယ်။ KIOKIA လက်နက်ကင်ဖွဲ့စည်းသည့်ကချင်ပြည်နယ်တွင်ကဒေသခံဌာနေတိုင်းနာများအပေါ်လက်နက်အားကိုဖြင့်အနိုင်ကျင့်ပိုကြောင်းလှုပ်ဆောင်ခြင်းများကိုစစ်ဆက်မပြတ်ပြုလုပ်နေပြီးလက်ရှိချိန်မှာလူမျိုးကြီးဝါဒလမ်းစဉ်မူဝါဒများကိုပါ2024ခုနှစ်မှာစတင်၍ထည့်တွင်ပြုလုပ်လာခြင်းများရှိနေကြောင်းကချင်မျိုးနယ်ဆိုရင်တိုင်းနာများနှင့်ဌာနေတိုင်းနာများရဲ့ပြောဆိုမှုများအရသိရပါသည် ကချင်ပြည်နယ်အတွင်းမှာကချင်တိုင်းနာမျိုးနွယ်စုဝင်များနဲ့အတူရှင်တွဲနေထိုင်ကြတဲ့ဌာနေတိုင်းနာများပါမကျန်း KOKA လက်နက်ကိုင်ဖွဲ့စည်းကအတင်းအာရမလူတစ်စုဆောင်ခြင်းများပြုလုပ်နေ၍တိရောက်ခံပြည်သူအများအပြားဖမ်းဆီးခံနေရပြီးအချို့မှာအခြားတိုင်းနဲ့ပြည်နယ်မျိုးနွယ်များတို့ပြောင်းရွှေ့သိမ်းရှောင်နေကြပြီးဖမ်းဆီးခံရသူအချို့မှာလည်းငွေကြေးနဲ့ပြန်လည်ရွေးထုတ်ရတဲ့ဖြစ်စဉ်များရှိတဲ့ကဲတော့ငွေကြေးဖြင့်ပြန်လည်ရွေးထုတ်ရမရတဲ့ဖြစ်စဉ်များလည်းကချင်ပြည်နယ်အတွင်းမှာကြာခဏဖြစ်ပွားလျက်ရှိတယ်လို့သိရပါတယ်။ KIOKA လက်နက်ကိုင်ဖွဲ့စည်းမှပြီးခဲ့တဲ့ရက်ပိုင်းတွင်ကလည်းဖကန်မိုးညင်းမိုးကောင်ဟိုပင်မြစ်တနာဝိုင်းမော်မြို့နယ်များမှာအသင်းအားမလူတည်ဆူဆောင်ခြင်းများပြုလုပ်ခဲ့၍ဒီရော့ခံပြည်သူတထောင်နီးပါလူတည်ဆူဆောင်ခြင်းခံခဲ့ရပြီးထွက်ပြေးသူများကိုတနက်နေ့ပြစ်ခတ်ဖမ်းဆီးခြင်းများပြုလုပ်ခဲ့၍တိစုံသူများလည်းရှိခဲ့တယ်လို့ ။ဖက်ကက်မျိုးနယ်ဒေသခံများထံမှသိရပါတယ်။ KNOKI PDF ပူပေါင်းဖွဲ့များရဲ့ပြည်သူများအပေါ်အာနာရှင်ဆန်စွာအကြမ်းဖက်ဖိနှိပ်မှုများကိုလက်မခံနိုင်တော့တဲ့ခေါလံဘူးနယ်ပူတာအုံမျိုးမှဒေသခံတိုင်းနာများစုပေါင်းကယခုလပြီးခဲ့တဲ့ရက်ပိုင်းတွင်က၎င်းတို့ကိုအလိုမရှိကြောင်းဆန္ဒဖော်ထုတ်မှုများပြုလုပ်ခဲ့တယ်လို့လည်းသိရပါတယ်။